ကီတောင်အာရှမှာလာမြန်မာနဲ့မလေးရှားပဲလို့ကျန်တဲ့နိုင်ငံတွေအကုန်လုံးက PR စနစ်ကိုတုံးနေကြတယ်လို့ပြောကြတယ်။ဒါပေမဲ့ကျွန်တော်တို့ကပြန်မေးစရာဖြစ်လာတယ်။အဲ့ဒီနိုင်ငံတွေမှာရော နိုင်ငံရေးအခြေအနေဘယ်လိုရှိနေလဲ။ပြီးတော့သူတို့ရဲ့အခြေခံဥပဒေကဘယ်လိုရှိနေလဲ။ဒီလွှတ်တော်ထဲမှာရောလို့စစ်တပ်ကဝင်ထိုင်နေတဲ့ဟလာဘာမှဘသူရဲ့မဲတစ်ခုမှမပါဘူးနဲ့တပ်ပတော်ကကွေဦးစည်းရုံးမဲတစ်ခုရဲ့နဲ့ဟလာသူ့ရဲ့ကျွန်တော်တို့သဘောထားတစ်ခုရဲ့နဲ့ဝင်ထိုင်နေတဲ့စစ်တပ်25ရာခိုင်နှုန်း ဟလာအဲ့လူတွေရှိသလားမရှိဘူးဆိုတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့အတွက်ကျွန်တော်တို့ကဘယ်တော့မှဒီ25ရာခိုင်နှုန်းရှိနေသူရဲ့ PR စနစ်နဲ့ကျွန်တော်တို့လုံးဝဒီမှာလက်ခံလို့မရတဲ့အခြေအနေမှာရှိပါတယ်တခြားရှိအခြေခံဥပဒေမှာ PR စနစ်အတွက်ဘာတခေါမှပြဋ္ဌာန်းထားတာမရှိဘူးဒီအတွက်ဥပဒေမှာပြဋ္ဌာန်းထားတာမရှိတဲ့ကိစ္စကိုစတန့်ထွင်ပြီးတော့လုပ်ရမယ့်ကိစ္စကိုလည်းလုံးဝလက်မခံနိုင်ပါဘူး တရားမျှတာနဲ့ရေကောက်ပွဲပဲခမားနဲ့ကျွန်တော်နဲ့နှစ်ယောက်ကြိုင်တယ်ကျွန်တော်နိုင်တယ်ကျွန်တော်သွားမယ်လွတ်တော်ခမားမသွားနဲ့ခမားဆက်ကြိုးစားဟလာနောက်တခါခမားနိုင်ရင်ခမားသွားကျွန်တော်ရှုံးရင်ကျွန်တော်နေခဲ့မယ်ဘာမှပြဿနာမရှိဘူးအဲ့တော့လွတ်တော်ဆိုတာဟာနိုင်တဲ့လူတွေပဲတက်ရမယ်လို့စနစ်တစ်ခုကိုဖန်တီးထားရင်ဒီစနစ်အောက်မှာပဲနိုင်အောင်ကြိုးစားဖို့ပဲရှိတယ်မနိုင်နိုင်တာနဲ့စနစ်ပြောင်းမယ်ဆိုရင်တော့ ဒါယုံသားဖြောင်းပတ်တဲ့စေတနာမပါတော့ဘူး။တိုင်းပြည်အကျိုးအတွက်မဟုတ်တော့ဘူး။ယူရီးယားမှာကျလို့ရှိလို့ရှိရင်သူ PR စနစ်ကျင်းသုံးတာပဲအဲ့တော့ခဏခဏဘာဖြစ်နေရလဲစစ်တပ်ကအာဏာမြန်မ်းသိမ်းသိမ်းနေရတယ်။ဒါပဲဆိုတော့ခုနညွန်မောင်းအစိုးရဆိုကြတဲ့ကလာသူတို့ဟိုအဖွဲ့ဖွဲ့ကနေပြီးတော့ထွက်သွားအစိုးရဖွဲ့ကထွက်သွားလို့ရှိလို့ရှိဒီအစိုးရပြုတ်သွားတာပဲ။အဲ့ဒီသဘောဖြစ်နေတော့ ိုင်းပြည်မหนีမတက်ဘူးပြောဗျာဘလောက်ပဲစီးပွားရေးခိုင်ခိုင်မခိုင်ခိုင်နိုင်ငံရေးအရာတော့ခိုင်မာမှုကအားနဲ့လို့ကျွန်တော်ယူဆတယ်အဲ့တွဲစစ်တပ်ကအမြဲတမ်းအနာသိမ်းနေရတယ်မဲပေးတာကိုမဲပေးလိုက်တဲ့လူကိုကိုလူကိုပဲကျွန်တော်တို့အမှတ်ဖြစ်စေချင်တယ်ကိုမပေးတဲ့လူကိုအမှတ်ဖြစ်သွားပြီရတော့ကျွန်တော်မကြိုက်ဘူးเนาะအဲ့တော့ကျွန်တော်တို့က PR စနစ်ကသဘောကကျွန်တော်နားလေသလားပေါ့เนาะကျွန်တော်တို့ပေးတဲ့မဲတွေအပြင် မပေးခဲ့တဲ့မဲတွေကိုသူကပါတီကိုကျွန်တော်ကခွဲပြီးတော့ပေးရမှာရှိတယ်။ကျွန်တော်မကြိုက်တဲ့လူကိုကျွန်တော်မပေးဘဲနဲ့ရသွားနိုင်ကြရှိတယ်။ဒါတော့ကျွန်တော်ကကျွန်တော်တို့အမြင်ကတော့တာမန်ပြည်သူတယောက်အနေနဲ့ကိုပေးလိုက်တဲ့မဲဟာဒီလူကိုပေးရဆိုဒီလူပဲရသေးခြင်းလဲ။အဲကြောင့်ကျွန်တော်အခုပြည်သူစနစ်ကျင်သုံးမယ်လို့လွတ်တော်မှာဆွေးနွေးရကြတော့စိတ်မကောင်းဘူး။ကိုပေးလိုက်တဲ့မဲတွေဟာကိုလူစီကိုတကယ်မရောက်ဘဲနဲ့သူများကွန်းတော့မရသေးတဲ့ပါတီရလူတွေကမျှယူသွားမယ်ဆိုတာမျိုးတော့အဲ့လိုမျိုးဆိုတာမဖြစ်ပါဘူး။မဖြစ်စေချင်ပါဘူး။